speaking skill ဆိုပါလေဒီမေးခွန်းကိုမေးလိုက်ရင်မကြာခဏကြားတဲ့အဖြစ်အား English လို့ပြောစရာရှိရင် look နဲ့ပြောတတ်ခြင်းလို့ဖြေကြရရှိရတကယ်တော့ဒီစကားမမှန်ပါဘူးအဲ့ဒါဟာ speaking habit ပဲရှိသေးတယ် speaking skill မဟုတ်သေးဘူးအမှန်တိုင်းပြောမယ်ဆိုရင် speaking skill ဆိုတာဘာလဲဆိုတာမသိတဲ့လူတော်တော်များပါတယ်အဲ့တော့ speaking skill ဆိုတာဘာလဲဆိုတာမသိတော့အဲ့ဒီ skill ကိုဘယ်လိုတည်ဆောက်ရမယ်ဆိုတာလည်းမသိတော့အဲ့ဒါနဲ့ ကွာ speaking skill တိဆောင်နီးကိုမသိတဲ့အခါကျတော့စံတဝါဝလေ့ကျင့်လိုက်တာမျိုးအဲ့တော့မကြာခဏကြားတဲ့စကားစကားများများပြောစကားပြောတတ်လိမ့်မယ်ပေါ့နော်ဟုတ်ပြီလေကွာအဲ့လိုမျိုးပဲစံတဝါဝလေ့ကျင့်လိုက်တယ် and တကယ်လည်းအစပိုင်းမှာတော့တိုးတက်တရားရောင်တော့ခံစားရလိမ့်မယ်ဒါပေမဲ့တိတ်မကြာခင်မှာကိုကိုရိုင်းသတိထားမိလာတာဗာလဲဆိုတော့တစ်ခါပြောလဲဒီပုံစံနှစ်ခါပြောလဲဒီပုံစံနဲ့မတိုးတက်လာတော့အဲ့တော့ဘလောက်ပဲလေ့ကျင့်လေ့ကျင့်မထူတော့ဘူးပေါ့နော်အဲ့ဒါနဲ့အာဒီလောက်ပဲဖြစ်မယ်ပေါ့နော်ငါဒီထက်ပိုမတက်နိုင်တော့ထင်ပြီးတော့မှစိတ်ပြက်ပြီးတော့မှလက်လျှော့သွားကြ ြားလေးရှိရအဲ့တော့ English သိလာ Leonard Dine ဟာ speaking skills ဆိုတာဘာလဲသူ့ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုတေချာပေါက်တီးဖို့လိုပါတယ် because လူတိုင်း English လို့ပြောတတ်ချင်တာပဲလေနော်ဆိုတော့အခုလိုမျိုး skills ဆိုတာဘာလဲဘယ်လိုတည်ဆောက်ရမလဲဆိုတာတီးမှလည်းပဲဒါကိုကမတို့တည်ဆောက်လို့ရမယ်ဒါမှကိုယ့်ရဲ့လေ့ကျင့်မှုကလည်းပဲကျင့်နေစရာကောင်းနေမယ်ကိုယ့်ရဲ့တိုးတက်မှုကလည်းပဲအားရစရာကောင်းနေမှာဖြစ်တယ် ဒီတော့ Leonard Joe က speaking ကိုစနစ်တကျလေ့ကျင့်သွားခြင်းနဲ့ speaking skill ကိုအခိုင်အမာတည်ဆောက်ခြင်းနဲ့ဆိုရင်အရန်ကောင်းတဲ့နည်းလမ်းတစ်ခုက Zenith speaking course ဖြစ်ပါတယ်။ဒီ course မှာ Leonard Joe က speaking skill ဆိုတာဘာလဲ၊သူ့ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာလေးကိုလေ့လာခွင့်ရမယ်။ဒီ course ပြီးတဲ့အခါမှာ Leonard Joe က speaking skill တစ်ခုကိုအခိုင်အမာရရှိပြီးသားဖြစ်ပါမယ်။ And class attendance တခြားမှာလည်းပဲ activity များစွာနဲ့အားရပါရလေ့ကျင့်ခွင့်ရမယ်။လေ့ကျင့်ပြီးတိုင်းလည်းပဲ feedback ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့တိုးတက်မှုကို feedback ပေးရရှိမယ်။ကိုယ့်ရဲ့စိုးရိမ်မှုကို feedback ပေးရရှိမယ် speaking နဲ့ပတ်သက်တဲ့ကိုယ့်ရအားနည်းချက်လေးတွေကို feedback ပေးမယ်ကိုယ့်ရလေ့ကျင့်တဲ့ပုံစံနီလာမားနေတယ်ဆိုရင်ကျွန်တော်လမ်းကြောင်းမှန်ပေါ်တည့်ပေးမယ်တေချာတာကလေ့ကျင့်ရင်လေ့ကျင့်သလောက်တိုးတက်စေမယ် course ဖြစ်ပါတယ်ဒါမဲ့တခုကြိုပြောချင်တာကဒီ course ဟာအခြေခံရှိပြီးသား learner တွေအတွက်ပဲတင့်တော်ပါမယ် like အခြေခံလုံးဝမရှိသေးဘူးဆိုရင်တော့ speaking course က learner တို့အတွက်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီစာအင်္ဂလိပ်စာမလာရှန်ကောရှိပါတယ်ဒါတသက်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကွာအခြေခံတော့ရှိပြီးသားဟုတ်တယ်ဒါမဲ့ speaking skill ကိုအစွမ်းကုန်မြင့်တင်ချင်တယ်ဆိုရင်တော့ဒါ ာလန်နီတို့အတွက်ဒီ course ကွက်တီဖြစ်ပါမယ် and ဘာရီတင်ပေးမလဲဆိုရင်အဓိကတော့ topic နဲ့လာတာပေါ့နော်သူတို့ဖြစ်နေ့စဉ်ဘဝမှာအသုံးများဆုံးဖြစ်တဲ့ topic တွေ like shopping တို့ restaurant english တို့ travel တို့ဒါနမူနာတွေပေါ့နော်အဲ့လိုမျိုးတော့ topic လေးတွေနဲ့သွားမယ်ပြီးရင် topic တစ်ခုစီမှာစကားပြောတဲ့အခါသုံးလို့ကောင်းတဲ့ speaking pattern တွေကျွန်တော်အများကြီးကိုပြီးသွားမှာဟုတ်တယ် ပြီးရင် vocabulary ရှိမှာအမှန်တမ်းပြောမယ်ဆိုရင်လေအဲ့ဒီ speaking pattern နဲ့ vocabulary ဒီနှစ်ခုလေးရပြီဆိုင်တော့ကျွန်တော်စမတင်ပေးတော့လေရရတယ်ဗျာတလား like learner တို့အဲ့ဒီနှစ်ခုလေးကိုပဲကြည့်လိုက်မယ်ဆိုရင်အဲ့ဒီ topic တစ်ခုစီမှာယုံကြည်မှုရှိရှိပြောနိုင်မှာဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်ရှင်းပြပြီးမယ် learner တို့လေ့လာလိုက်မယ်ဆိုရင်စကားမပြောတတ်ဘူးဆိုရင်လေအဲ့ဒီ speaking pattern လေးတွေကိုလေ့လာလိုက်တာနဲ့ or ဟိုဘက်က vocab တွေကိုလေ့လာလိုက်တာနဲ့ learner တို့ကစကားပြောရလာပြီပြီးရင် class ထဲမှာ activity အများကြီးနဲ့ဆိုတော့တိတ်မကြခင်မှာယုံကြည်မှုရှိစွာပြောဆိုတတ်လာလိမ့်မယ် ပြီးရင် speaking skill တခုကိုတိဆောက်လို့ရအောင်လို့ကျွန်တော် feedback တွေလည်းမပြတ်ပြီးသွားတာတွေရှိမယ်။တခြားသော learner တို့အတွက်လိုအပ်တဲ့အရာလေးတွေကိုလည်းကျွန်တော်ဖြည့်ပြီးသင်ပေးတာတွေရှိရဥပမာဟိုတချို့ learner တွေ grammar ဘိုင်းအားနည်းရဲဆိုရင် grammar ဘိုင်းအနည်းငယ်ပြောပြတာတွေရှိမယ်။ဒါပေမဲ့တခုပြောချင်တာဒီ speaking course မှာကျွန်တော် grammar တွေထည့်မှာမဟုတ်အာ main course အနေနဲ့ပါမှာမဟုတ် because အဲ့ဒါတွေပါလာရင်တအားရှုပ်ရှက်ခတ်သွားမယ်ဒါပေမဲ့ learner တို့မှာလိုအပ်ချက်ရှိတယ်ဆိုရင်တော့အဲ့ဒီအကြောင်းလေးကျွန်တော်ပြောပြတာရှိမယ်အနည်းဆုံးတော့ highlight လုပ်ပေးမယ်ဗျာ like ဒီ topic တခုမှာဒီ၃လရ grammar point တွေလောက်တော့တင်ပြတော့ဗောနော်ဒါပေမဲ့ overall grammar ကိုအားနည်းနေရဆိုရင်တော့ကျွန်တော်ဖြည့်စီပေးမှာမဟုတ်အဲ့လိုမျိုးပဲအတန်ထွက်ဘိုင်းဆိုင်ရာတွေဒါ speaking course ဖြစ်တယ် phonetics တွေတင်ပေးနိုင်တော့အရန်ကောင်းတော့ဗောဒါပေမဲ့ကျွန်တော်မှာအချိန်မရှိတော့အဲ့လောက်ထိကြောက်ပြီးရင် learner တို့လည်းဟို speaking ကတစ်ဖက်ရှိပါဆို phonetics ဘိုင်းဆိုင်ရာလည်းလေ့ကျင့်နိုင်မယ်ဆိုရင်နည်းငယ်ခက်ခဲသွားမယ်ထင်တယ်ဆိုတော့အားနည်းချက်ရှိတဲ့အပိုင်းတွေတော့ကျွန်တော်တေချာပါ highlight လုပ်ပေးမယ်အာနည်းငယ်တင်ပေးလို့ရတယ်ဆိုရင်အနည်းငယ်ကျွန်တော်တင်ပြတာရရှိမယ်ဒါပေမဲ့အသေးစိတ်တော့ဝယ်မှာမဟုတ် because ဒါ speaking course ဆိုတော့ speaking taking တီးတန်းအောင်ပဲကျွန်တော်တို့ဦးစားပေးမှာပေါ့နော် တစ်ဆက်တည်းမှာတဏ္ဍတက်နေစဉ်ကာလမှာ speaking လေးကျင်းဖို့အချိန်ပေးနိုင်ဖို့လဲလိုပါတယ်အများကြီးမဟုတ်ပါဘူးတဏ္ဍီလောက်ဆိုရင်လွန်လောက်ပါပြီဒါပေမဲ့ဒီလိုလေဟို speaking ဆိုတာမျိုးကတဏ္ဍတက်ရုံနဲ့တက်မှာမဟုတ်ရဲအဲဒါကြောင့်လဲကျွန်တော်တို့ဒီက zoom class ဖြစ်ပါတယ် face to face ပဲတက်မှာပါ video class မဟုတ် because video ကြည့်အောင်နဲ့စကားပြောတက်မယ်ဆိုရင်တော်တော်များပြောတက်ပြီလေနော်အဆင်ပြေလေနော်ဒါကြောင့်ကျွန်တော်က zoom နဲ့တက်တာဗျာအဲ့တော့တဏ္ဍချိန်မှာတဏ္ဍတက်ရမယ်တေချာဘောတက်ရလိမ့်မယ်တစ်ဆက်တည်းမှာတခြားနေ့ဒီမှာလဲပဲ learner တို့က speaking လေးကျင်းဖို့အတွက်အနည်းဆုံးတဏ္ဍီတော့အချိန်ပေးရပါလိမ့်မယ်အဲ့နေ့တိုင်းပေးရမယ်တော့ မဟုတ်ဗျာဒါပေမဲ့တပတ်မှာ900လောက်ပဲဆိုတော့သတင်းပတ်10ဘက်ကြာမှာပါဆိုတော့10ဘက်လုံးတရက်တနိုင်စီတော့လေ့ကျင့်နိုင်ဖို့လိုတယ်အများကြီးမဟုတ်အဲ့ထဲမှာဟို speaking practice လောက်တာရရှိမယ်ဟို speaking pattern တွေလေ့လာရရှိမယ် vocabulary လေ့လာရရှိမယ်အာတနိုင်နဲ့မလုံလောက်ဘူးဆိုရင်လည်းတနိုင်ထပ်ပို့ပေးဖို့လိုကောင်းလိုလိမ့်မယ်ဒါပေမဲ့တစ်ခေါက်လောက်တော့အချိန်ပေးပြီးတော့မှလေ့ကျင့်လိုက်မယ်10ဘက်လောက်ပဲကြိုးစားပြီးလေ့ကျင့်လိုက်ရုံနဲ့လည်းတို့က speaking skill တစ်ခုကိုအခိုင်အမာရပြီးသားဖြစ်သွားမယ် speaking skill ကိုတိဆောက်ထားခြင်းအကျိုးကျေးဇူးအားပါလဲဆိုတော့ကိုကဒီ speaking skill ကိုတစ်ခါလောက်တိဆောက်လိုက်တာနဲ့အငြင်းတန်းတွက်ပါသွားတာမျိုးပြောချင်တာမကြာခဏ like စကားမပြောတာကြာတော့မိသွားရဲဆိုတာမျိုးဖြစ်တတ်တာအာအဲ့ဒီဟာက habit ဘိုင်းဟုတ်တယ်ဆိုတော့ habit ကတော့တိချာပေါ့ပျောက်မှာပဲဒါပေမဲ့ habit လေးတိဆောက်ဖို့ကတိတ်ခက်ခဲတဲ့အရာမဟုတ်ခဏလေးနဲ့ habit ရအောင်မယ်ဒါဆိုရင် like မပြောတာကြာတယ်ဆိုရင်တော့မှတစ်ခါလောက်တိဆောက်ခဲ့တဲ့ speaking skill ဟာတသက်လုံးတွက်ပါသွားမှာ habit လေးတိဆောက်လိုက်ရုံနဲ့အငြင်းတန်း speaking ကို skill ကြကြပြောဆိုနိုင်မှာဖြစ်ပါတယ်ဒီ course ကို စိတ်ဝင်စားတယ် or ဒီ course နဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တာတွေရှိသေးရဲ့ဆိုရင် um တခုလေကျွန်တော် description မှာလည်းထည့်ထားရှိရနော်ဟိုတန်တန်းဘယ်တော့စမယ် and then ပြီးမဲ့အချိန်တွေတန်တန်းကြီးတွေအစားကျွန်မကျွန်တော်အမှရေးထားရှိရတကယ်လို့နောက်ထပ်သိချင်တာတွေရှိသေးရဲ့ or ဒီ course ကိုစိတ်ဝင်စားလို့တန်တန်း add ချင်လဲဆိုရင်ဒီ video ရဲ့ comment ထဲမှာဖြစ်စေ or ပိုကောင်းတာကကျွန်တော် Facebook page ရဲ့ messenger ပေါ့နော်အဲ့ကနေ speaking course လို့ရေးထားပေးလို့ရပါတယ် uh video ရဲ့ comment ထဲမှာဖြစ်စေ or ကျွန်တော် Facebook page ရဲ့ CV ကနေပေါ့နော်အဲ့လိုလေးရေးထားလိုက်ပါဒါဆိုရင်ကျွန်တော် admin ကဆက်သွယ်လာ ပြပါလိမ့်မယ်ဆိုတော့မကြခင် class မှာဆုံကျင်ပါတယ်ဇေယျ